Hello အားလုံးပဲမင်္ဂလာပါ Aris Day Live Cash Reading Page မှာကြိုဆိုပါရစေ Aris အခုလုပ်ပေးမယ့် reading ကတော့ခေါင်းစဉ် caption တင်ထားတဲ့အတိုင်းပဲသူကိုဘာတွေပြောချင်နေလဲเนาะအာကိုယ့်ရဲ့တပတ်လူဘယ်သူပဲဖြစ်ဖြစ် anyone you can think about it အာစိတ်แท้မှာပေါ့เนาะကိုယ်စိတ်แท้မှာရှိနေတဲ့သူမြည်သူမစိုးအာတပတ်လူပေါ့เนาะဒီသူကိုဘာတွေပြောချင်နေလဲ အဲ့ဒီ caption လေးနဲ့ arrange ကဖတ်ပေးမှဖြစ်ပါတယ်အဲ့ဒီမှာအရန်ထိုးစမ်းတာပေါ့နော်အာ arrange ဒီ channel message ကိုလောက်ပေးမယ်ဆိုပြီးတော့ဟိုတော်တော်လေး message ရနေရကြပြီဒါပေမဲ့အာ pick up line pick up group အနေနဲ့ပေါ့နော် group တုံးကိုခွဲမလို့ဟာကိုအချိန်မရတာလည်းတကြောင်ပေါ့နော်ဒီ group ခွဲတာထက်ဆိုလို့ရှင် collaborating ပုံစံနဲ့ပဲအာတင်ပေးပြကူပို့ပြီးတော့စိတ်ထဲမှာ calling ဖြစ်တယ်အဲ့ဒါအပြင်ကိုမှ arrange ကလေဒီ reading တွေဖတ်လို့ရှိရင်အာတစ်ခုနဲ့တစ်ခု reading တစ်ခုနဲ့တစ်ခုပေါ့နော်အရန်ကတ်နေရင် rich tarot deck သူ့အောင်မသုံးဘူးသုံးလေသုံးထား rich မရှိဘူးနော် tarot deck လေးတွေမတူတဲ့ဟာလေးတွေ rich အမြဲတမ်းပြောင်းပြောင်းပြီးသုံးလေရှိတယ်ဒါကို original စနေတွေအားလုံးနေပါတိလိမ့်မယ် retire တက်လေးနေမတူတာဒါပေမဲ့ but this time uh it's so strange for me um ဘယ်လိုပြောရမလဲဒီ charot jack ကိုပဲပေါ့နော် ပြန်ပြီးသုံးချင်နေတယ်ပြန်ပြီးတော့ဒီ tarot deck နဲ့ပဲဖတ်ချင်နေတယ်ဆိုတော့အာ maybe ဒီ tarot deck ကနေတစင်းပေါ့နော်တစုံတယောက်ကအရန်ကိုဒီထဲက message လေးတွေပေးချင်နေတာမျိုးဖြစ်လိမ့်မယ်နော်အဲ့တော့ဟိုနည်းနည်းလေးပေါ့နော်ထူးဆန်းတဲ့ risk စီမှာ energy ဖြစ်နေတာကလည်း um I got so attachment with this tarot deck နော်အဲ့တော့ တော်တော်လေးကို energy ကกว่า maybe um originals လေးတော်တော်များများဒါမှမဟုတ်လို့ရှင်လဲဟိုတစုံတယောက်တော်သူပေါ့နော် originals လေးတွေကတစုံတယောက်တော်သူကဒီ channel message เนาะတစ်ဖက်လူကပြောချင်နေတဲ့စကားတစ်ခုခုကိုလုံးဝကိုကြားဖို့လိုအပ်နေလို့ um original မျိုးပေါ့နော် message ရလာတယ် calling ရလာတယ်လို့ rich ကတော့မြင်တယ်โอเคအဲ့တော့ um အသေးစားတာကတော့ somebody wants to tell you very important thing um သူတို့စိတ်ထဲမှာတအားတစ်ခုခံစားနေရတာသူတစ်ခုခုအရန်အရေးကြီးပြောပြခြင်းနေတာမျိုးဒါမှမဟုတ်လို့ရှင် um လုံးဝကွာဟို strange message တစ်ခုခုပေါ့နော်ပါကောင်းပါလာနိုင်တယ်အဲ့ဒါကြောင့်အလိုမျိုးလေးမြင်နေအဲ့တော့ဘလိုမျိုးလေးတွေအာ ပါလာမလဲဆိုတော့ကြည်ကြည်ပေါ့เนาะအဲ့တော့ဒေဂျာဘောက်ကတော့အာ originals လေးတွေတော်တော်များများเนาะဒါမှမဟုတ်လို့ရှင်လဲ originals လေးတွေကတစုံတစ်ယောက်ကတကယ်ကိုလုံးဝ somebody really needs the channel message เนาะအာ rich ကနေတစင်ကြားဖို့လုံးဝကိုလိုအပ်နေရလို့ rich ကတော့မြင်တယ်เนาะအဲ့တော့ rich ဒီလိုပုံစံမျိုးတိတ်ပြီးတော့မလုပ်ပေးဖြစ်ဘူးအာဒီ tarot deck ကအရှိက new person collaborate မှာရှေ့ရက်ကပဲ rich လုပ်ပေးခဲ့တာအဲ့တော့ okay ဒီ tarot deck နဲ့ rich ပြန်ပြီးတော့လုပ်ပေးမယ်เนาะ ဲ့တော့ကတ်လေးလေး risk တစ်ခါတည်းခံ shuffle လုပ်လိုက်မယ်။ Hmm ဒီ reading ကိုကြည့်နေတဲ့သူလေးတွေအာအကုန်လုံးဖြစ်စီအာဘယ်လိုပြောမလဲ။တစုံတစ်ယောက်တော့သူပဲဖြစ်စီเนาะတစ်ယောက်ပဲဖြစ်ဖြစ်နှစ်ယောက်ပဲဖြစ်ဆယ်ယောက်ပဲဖြစ်အကုန်လုံးပဲဖြစ်ဖြစ်ပေါ့เนาะအဓိက Originals လေးတွေရဲ့တပတ်လူက Originals လေးတွေပေါ့အခုချိန်မှာဘာပြောချင်နေလဲသူတို့ကိုကိုဘာပြောချင်နေလဲเนาะအဲ့တော့သူကိုဘာပြောချင်နေလဲဆိုရ Caption အောက်မှာ Rich ကတ်ဒီရှယ်ဖလုံးမယ်အဲ့တော့တဖက်လူကိုဘာပြောချင်နေလဲတခြားအယောင်လေးစိုက်ထားပါနော်မျက်လုံးလေးမှဲပြီးတော့စိတ်ကိုညင်ညင်အေးအေးလေးထားပြီးတော့ကိုယ်စိတ်ထဲမှာရှိတဲ့သူเนาะကိုယ့်ရဲ့ခေါင်းစာခြေစုံကိုယ့်ရဲ့ energy အားလုံးမှာအမြဲတမ်းတွေးမိမြင်မိမျက်လုံးမိတ်လိုက်တာနဲ့တန်းပြီးတော့သူ့မျက်နာလေးမြင်လာတဲ့သူဆိုတော့ဒီလူကကိုယ့်ကိုပြောချင်နေလေเนาะမျက်လုံးလေးမိတ်ပြီးတော့အရင်ဆုံးကိုယ်သူ့မျက်နာလေးမြင်လိုက်ရတယ် အဲ့လိုကိုကိုဘာပြောချင်နေလဲအာယုံစိုက်ထားပါနော်โอเคအဲ့တော့ original slayer တွေ တော့ရှင်လေဒီ reading video ကြည့်နေတဲ့သူတွေအားလုံးပေါ့နော်ကိုယ့်ရဲ့တပတ်လို့သူကိုကိုပါရင်ပြောပြချင်နေလေ Hmm bottom of the deck က number 5 the hero functioning Saturday နောက်တစ်ကက king of wands နောက်တစ်ကက number 6 the lovers နောက်တစ်ကက page of swords နောက်ဆုံးတစ်ခက်က I'm sorry the hangman okay အဲ့တော့ orange ကထပ်ပြီးတော့ဒီ oracle deck လေးနဲ့ဆက်ပြီးတော့တစ်ချက်ကြည့်ပေးအောင်မယ်ပေါ့နော်ကျွန်တော်ဒါကတော့ feeling လေးတွေတိုက်ရိုက်ဖြစ်မယ်ပေါ့နော်အဲ့တော့ထပ်ပြီးတော့အယောင်စိုက်ထားပေးပါအောင်နောက်တစ်ခါ ိုမျက်လုံးမိတ်လိုက်တဲ့အချိန်မှာပထမဦးဆုံးမြင်ရတဲ့မျက်နှာလေးဒီကောကပြောချင်နေလေโอเคโอเค thank you thank you universe thank you โอเคเออ Okay. Okay. okay, now to get the last one. Okay, thank you, thank you. Okay. bottom um, of the deck, Jiamla. I'm starting to understand our connection. Okay. Mm-hmm. ဒါတော့ risk ကလေးတွေကနာစီလာအောင်မယ် တပတ်လူကအခုချိန်မှာဘာတွေပြောနေလဲဆိုတော့ဘာတွေပြောချင်နေလဲဆိုတော့အလောစေ no contact တွေပါနေရလားအာလက်ရှိမှာအဆက်အသွယ်မရှိတာတို့ဒါမှမဟုတ်လို့ရှင်လဲ in a relationship တွေဆိုလို့ရှင်လဲအခြေအနေတွေဟာလွတ်ချရမလားဆက်ပြီးတော့အဆင်ပြေအောင်ထပ်ညှိနိုင်ဖို့ အာအချိန်ဆောင်ရမလားအဲ့လိုမျိုးပေါ့နော်တော်တော်လေးဒီ음 on the margin ပေါ့နော်အမ်ဆုံးဖြတ်ရခတ်နေတယ်ဆုံးဖြတ်ရကျက်နေတယ်ဆိုတဲ့အနေအထားတစ်ခုမှရောက်နေတာမျိုး rich ဒီမှာတွေ့ရတယ်ဆိုတော့အာ rich video လေးအာဘောင်တစ်ချက်ချလိုက်တယ်နော်ဘောင်ကတ်ဒီမမြင်ရမှာဆိုလို့ okay အဲ့တော့ ဒီမှာကလည်း rich မြင်တာဘလိုပဲဖြစ်ဖြစ်ပေါ့နော်တစ်ဖက်လူက rich လာစလေးတွေကဘာပြောချင်နေရလဲဆိုတော့အရင်တုန်းကအရင်တုန်းကပေါ့နော်သူက rich လာစလေးတွေအပေါ်မှာတိတ်ပြီးတော့မယုံကြည်ခဲ့ဘူး originals lady ရဲ့အချစ်ပေါ်မှာမယုံကြည်ခဲ့ဘူး originals lady ရဲ့ behavior or something originals lady ရဲ့စိတ်ဓာတ်သူတို့ပေါ်မှာထားတဲ့ချစ်ချင်းမြတ်တာ ရုပ်စာဆောင်ကားထားလိုက်ပါတော့ original slave တွေအပေါ်မှာသူတို့မယုံကြည်နေဘူးဆိုလို့ရှိရင် trust issue ရှိခဲ့တယ်ပဲဆိုပါတော့လုံးဝအခုချိန်မှာ original slave တွေကိုငါမင်းကိုအပြေးဝယုံကြည်နေမိပါပြီဆိုပြီးတော့ပြောချင်နေတယ်လုံးဝ မင်းရဲ့အချစ်မင်းငါပေါ်မှာထားတဲ့အချစ်ကိုငါလုံးဝအခုချိန်မှာအပြည့်အဝ100%ထက်တောင်ကြော်ပြီးတော့ယုံကြည်နေပါပြီဆိုပြီးတော့ပြောချင်နေတယ်။လုံးဝအခုချိန်မှာသူတို့စိတ်ထဲမှာဘာ trust issue မှမရှိတော့ဘူးဆိုပြီးတော့တွေ့ရတယ်ပေါ့နော်။ Okay အဲ့တော့อืมလလောဆယ်မှာပေါ့နော်လလောဆယ်မှာတယောက်နဲ့တယောက်ကအာ contact မရှိဘူးဒါမှမဟုတ်လို့ရှင်လည်းပြန်လိုက်ဆက်လိုက်နေတာဒါမှမဟုတ်လို့ရှင်လည်းတိတ်ပြီးတော့ပေါ့နော်အမ် စကားကောင်းကောင်းမပြောဖြစ်တာတော့တေချာတော့ no contact or something really contact เนาะအဲ့လိုမျိုးဆိုလို့ရှိရင်အခုချိန်မှာလောလောဆယ်ဝေးနေကြရတယ်တမမမလို့ရှင်လားအခုချိန်မှာဝေးနေကြတယ်ဆိုရင်တော့ခဏတော့ဗောနော်ငါတို့တယောက်နဲ့တယောက်လက်လွတ်ဖို့တော့လိုအပ်တယ်အာဒါမှမဟုတ်ခဏလေးတယောက်နဲ့တယောက်ဗောနော် me time you are ပဲဖြစ်ဖြစ် private time you are ပဲဖြစ်အဲ့လိုပုံစံမျိုးလေးယူဖို့လိုအပ်နေတယ်ဆိုတာမျိုး သူပြောချင်တယ်ပေါ့နော်အကယ်၍အခုချိန်မှာကွာတယ်တကယ်ကိုတယောက်နဲ့တယောက် private time me time ယူနေတယ်တယောက်နဲ့တယောက်လက်လွတ်ထားတယ်ဆိုလို့ရှိရင်ဒီလိုမျိုးဝေးကွာနေတဲ့အချိန်မှာသူက rich healers လေးတွေရဲ့ tempo rich healers လေးတွေရဲ့သူတို့အနောက်မှာရှိတုန်းက value ဓာတ်တွေကိုအခုချိန်မှာအရန်ကိုမြင်ပြီးတော့အရန်ကိုဘယ်လိုပြောမလဲဒီတန်ဖိုးကိုနားလဲပြီးတော့သူတို့ဘက်မှာ awake ဖြစ်နေပြီး အာတခုခုပေါ့နော်သူတို့အုံနောက်ထဲမှာသူတို့စဉ်းစားဉာဏ်ထဲမှာသူတို့နှလုံးသားထဲမှာအာ something spark တခုခုပေါ့နော် sparkle လေးလင်းလက်သွားတဲ့ပုံစံမျိုးလေးအသိဉာဏ်လေးလင်းသွားတာဒါမှမဟုတ်ဆိုလို့ရှင်လေဒီ spiritual awake ဖြစ်သွားတာအဲ့လိုပုံစံမျိုးလေးဖြစ်နေပြီဆိုတာကိုတော့တွေ့ရတယ်ဆိုတော့ဒီအကြောင်းအရာလေးတွေသူတို့ပြောခြင်းနဲ့ပေါ့နော်မင်းမရှိတော့မှမင်းကိုဘေးနားမှာမရှိတော့မှမင်းရဲ့တံမိုးတွေကို နားလဲလာတယ်မင်းရဲ့ချက်ချင်းမြင်လာတယ်လေအဲ့လိုမျိုးသဘောပေါက်လာတယ်အာဒီလိုမျိုးလေးတွေသူတို့ပြောခြင်းနေရပေါ့နော် အဲ့တော့ original slave တွေကိုတို့အရန်ချစ်တယ်ချစ်တယ်တကယ်ကိုလေတစိမ့်စိမ့်ကြည့်ပြီးတော့ကိုအရန်ဟိုးရှိရှိတုန်းကတကယ်ကိုအာဒန်နဲ့အေဝါလိုမျိုးပေါ့နော်အဲ့လိုချစ်ချင်းမြတ်တာနဲ့ကိုနှစ်ယောက်မရှိတဲ့ချစ်ချင်းမြတ်တာနဲ့ကိုအခုချိန်မှာတို့ချစ်မိနေပြီတကယ်ကိုပဲလေလုံးဝ original slave တွေပေါ်မှာရှိနေတဲ့အမြင်တွေရှူတောင်းနေဟာလုံးဝပြောင်းလဲသွားပြီတကယ်ကိုတို့အနေနဲ့ပေါ့နော်ဟို original slave တွေကို ိုလှုပ်ချခြင်းရင်တောင်မှလုံးဝလှုပ်မချနိုင်နေဘူးဟိုတခုခုကအမြဲတမ်း originals လေးတွေเนี่ยปัดตัดပြီးတော့ဗောနော်တန်ရောစင်နှောင်ကျိုးဝဲဖြစ်ဖြစ်တခုခုကသူတို့ originals လေးတွေအနာကနေထွက်သွားမယ်ကြံလိုက်တိုင်းကြံလိုက်တိုင်းထွက်သွားတိုင်းလဲအမြဲတမ်းပြန်ပြန်ပြီးတော့ဗောနော်ဆွဲဆောင်ခံနေရသလိုပြန်ပြန်ပြီးတော့အဆွဲခံနေရသလိုပဲဒီနေရာကိုပဲတဝဲလဲလဲနဲ့ပြန်ပြီးတော့ originals လေးတွေအနာကိုပဲပြန်ပြန်ရောက်လာတယ်ဆိုတော့ အနေထားမျိုးလေးတွေသူတို့ပြောခြင်းနဲ့မင်းဘေးနာကနေငါဘလောက်ပဲထွက်သွားထွက်သွားအချိန်တန်ရင်မင်းနာကိုပဲငါတဝဲလေးလေးနဲ့ပြန်ရောက်လာတယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးပြောပြခြင်းနေတယ်ဆိုတော့သူ့အနေနဲ့ဒီအချိန်နေအချိန်ခါကောင်းတစ်ခုပေါ့နော်ရရှိလာစလေးတွေနဲ့ပြန်ပြီးတော့အစဉ်ပြေမဲ့အချိန်နေအချိန်ခါကောင်းတစ်ခုကိုသူစောင့်ဆိုင်နေတယ်သူအစဉ်သင့်ပြင်နေတယ်ရရှိလာစလေးတွေကိုတစ်ခုခုတိတိကျကျရှင်းရှင်းလင်းလင်းဖြစ်ဖြစ်တသားစကားပြောခြင်းနေတယ် အာဒီအချိန်တခုကိုလည်းသူတို့စောင့်နေတာမျိုးတွေ့ရတယ် maybe နှစ်ယောက်ကြားထဲမှာအခုချိန်မှာဘယ်လိုပြောမလဲဒီသူ့ဘက်မှာကိစ္စတခုခုမရှင်းလင်းမပြတ်သားသေးတာဒါမှမဟုတ်လို့ရှင်လဲသူ့အနေနဲ့ um နှစ်ယောက်စကားပေါ့နော်အေးအေးဆေးဆေးပြောဖို့အချိန်နေတခုခုစောင့်ဆိုင်တာအချိန်တခုခုစောင့်ဆိုင်တာဒါမှမဟုတ်လို့ရှင်လဲသူ့အနေနဲ့ပေါ့နော် rich healers လေးတွေစီ reach out ဖြစ်ဖို့အတွက်ကိုအခုခုပေါ့နော်စောင့်နေတာမျိုးတွေ့ရတယ်အဲ့တော့သူ့အနေနဲ့ပေါ့နော်ဒီလိုမျိုးနှစ်ယောက်ကြားထဲမှာ um ဘယ်လိုပြောရမလဲဝေးกว่าသွားတဲ့အချိန်မှာပေါ့เนาะဝေးกว่าသွားတဲ့အချိန်မှာတော်တော်လေး painful ဖြစ်တဲ့ခံစားချက်မျိုးခံစားခဲ့ရတဲ့အတွက်ကြောင့်မို့လို့ဒီနာကျင်ထိခိုက်ရတဲ့အရာတွေကအရန်သူတို့အနေနဲ့ suffer ဖြစ်တဲ့အခါမှာဘယ်လိုပြောရမလဲအဲ့ဒီဒံရတစ်ခုချက်ဖို့အဲ့ဒီစိတ်တစ်ခုပြေဖို့အချိန်ခဏစောင့်နေတာမျိုးဖြစ်ကောင်းလည်းဖြစ်နိုင်တယ်ပေါ့လေဆိုတော့ तू အချိန်ခါကောင်းတစ်ခုစောင့်နေတယ်ဆိုတာလည်းသူ့ကိုယ်သူ heal ဖြစ်ဖို့တောင်းမှရင် तू အကောင်းဆုံးအာ better person ပုံစံမျိုးဖြစ်ဖို့เนาะတောင်းမှရှင်လည်း तू ဒီနှစ်ယောက်ကြားထဲက connection မှာ တီးဖို့နားလည်ဖို့လိုအပ်နေသေးတဲ့အကြောင်းအရာတွေเนาะဒါမှမဟုတ်လို့ရှင်လဲသူ့ကိုသူပြုပြင်ပြောင်းလဲရမယ့်အကြောင်းအရာတွေသူ့ကိုသူအကောင်းဆုံးအာပြင်ဆင်ဖို့ပေါ့เนาะအကောင်းဆုံးလူတစ်ယောက်ဖြစ်လာဖို့ပြင်ဆင်နေတာမျိုးတွေဆိုတော့ဒီအချိန်အတိုင်းတာလေးတစ်ခုကိုသူစောင့်ဆိုင်နေတာမျိုးအချိန်ယူနေတာမျိုးတော့ဖြစ်ကောင်းဖြစ်မယ်ပေါ့เนาะအဲ့ဒါပြီးလို့ရှင်တော့လောကတီးတီးကြကြ original slavery ကိုအမ်လောက sakar တီတီကြကြ clarity answer ပေးလာတာမျိုးအဲတခုခုကမ်းလှမ်းလာတာမျိုးတခုပြောလာတာမျိုးဆိုလာတာမျိုးပေါ့နော်လောက်လာမယ်ဆိုတာမျိုးသူပြောခြင်းတယ်အဲဆိုတော့ဒီအချိန်ခဏလေးငါ့ကိုခဏပေးပါပေါ့နော်ဒီအချိန်ခဏတာတော့ဒီမှာငါ့ကိုတယောက်နဲ့တယောက်လက်လွတ်ထားမျိုးပဲဖြစ်တယောက်နဲ့တယောက်ဒီအာ healing လုပ်ဖို့အချိန်ပေါ့နော်ခဏယူမယ်ပေါ့ပြီးလို့ရှင်တော့ငါမင်းကိုတိတိကျကျအဖြေပေးမယ်တမောင်စင်ကမင်းကိုတိကျရေရာတိကျတဲ့ပြတ်သားတဲ့အချိန်တွေတခုကမ်းလမ်းမယ်ပြောမယ်ဆိုမယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးသူပြောချင်တာမျိုးတွေ့ရတယ်နောက်တစ်ခါကျတော့နှစ်ယောက်ကြားတဲ့က connection နှစ်ယောက်ကြ ာထဲမှာရှိတဲ့အခြေအနေကိုသူအခုချိန်မှာစပြီးတော့ပေါ့နော်လုံးဝသဘောပေါက်လာပြီးလုံးဝနားလည်လာပြီးဆိုတာမျိုးတွေ့ရတယ်အဲ့တော့ maybe ဒီထဲမှာ mm connection တွေကတော့မျိုးစုံပါမယ်ပေါ့နော် rich ဒီမှာမြင်ရတာ karmic connection soulmate connection uh maybe uh twin flame connection က rich a little little bit တွေ့တယ်600ရာခိုင်နှုန်းလောက်ပဲ rich တွေ့တယ်အများကြီးတိတ်မတွေ့ဘူးအဲ့တော့ uh တခြားတော့ပေါ့နော် karmic connection တို့ soulmate connection တို့အများကြီးပါကောင်းပါမယ်ပေါ့ဆိုတော့ဒီလူတွေဆိုလို့ရှိရင်တော့သူတို့က rich လား slave တွေနဲ့ပတ်သက်တဲ့ဒီ connection မှာ အာအချိန်လေးကိုလုံးဝနှစ်ယောက်ကြားတဲ့ connection ကဒါကြီးပါလားဒီလိုဒီလိုကြီးပါလားဒီလိုဟို healing လုပ်တော့မှအဆင်ပြေမှာပါလားဒီလိုမျိုးပေါ့နော်အာ inner work တွေ shadow work တွေလုပ်တော့မှဘယ်လိုအချိန်လေးမျိုးတက်ရောက်သွားနိုင်မလဲဘယ်လိုအချိန်လေးမျိုးရှေ့ဆက်သွားနိုင်မလဲဆိုတာမျိုးကိုသဘောပေါက်လာတာမျိုးလို့ rich မြင်တယ်ဆိုတော့ဒီအနေချားအတွက်ကိုလည်းအာသူတို့အနေနဲ့ပေါ့နော်လုံးဝဟိုဘယ်လိုပြောမလဲသူတို့ lower spiritual awake ဖြစ်နေပြီ energy awake ဖြစ်နေပြီဆိုတော့ဒီအတွက်ကိုတော့အထိန်အချိန်လေးနဲ့ထပ်ပေးပါပေါ့နော်ဒီလိုပုံစံမျိုးလေးပြောချင်နေတာမျိုးလေး rich ဒီမှာမြင်ရတယ်ဆိုတော့ အခြေအနေတွေကတော့ originals လေးတွေရဲ့အာအနာကိုသူ့အနေနဲ့လုံးဝပြန်လာလိမ့်မယ်လုံးဝတည်တည်ချာချာပေါ့နော်ဟိုစဉ်းစားပြီးတော့ကိုမဘလို့ပြောမလဲဟို recklessly တော့မသွားဘူးဘယံပတာဟိုဘလို့ပြောမလဲဟိုဖြစ်ခက်တဲ့ဇာန်ကွာကို့ဘွားတော့ပြန်ဝင်လာမဲ့ပုံစံမျိုးမဟုတ်ဘူး तू ဒီတစ်ခါ လုံးဝ rich in last လေးတွေဘဝတွေကိုပြန်ဝင်လာမယ်ဒါပေမဲ့အကောင်းဆုံး better person better version ပုံစံမျိုးအနေနဲ့အာသူပြင်ဆင်ပြီးတော့လုံးဝအကောင်းဆုံးတကယ်ကိုရင်းချက်တည်ငြိမ်စွာနဲ့ ရရှိနာစလင်းတွေကိုစိတ်လုံခြုံမှုအပြေးဝပေးနိုင်တဲ့ version ပုံစံမျိုးကျင်နာယူရမှုကူးဆိုင်မှုအဓိကတော့ secure ဖြစ်စေတဲ့လုံခြုံမှုပေးနိုင်တဲ့အခြေအနေတစ်ခုပေါ့နော်စိတ်လုံခြုံမှုပေးနိုင်တယ်ဆိုတော့တောင်းတောင်းပေးနိုင်မှာမဟုတ်တာเนาะဆိုတဲ့အခါကျတော့ဒီလို original slave တွေကိုစိတ်လုံခြုံမှုပေးနိုင်တဲ့အခြေအနေတစ်ခုတည်းသူလုံးဝစ조사ပြင်ဆင်ပြီးတော့အဲ့ဒီအခြေအနေအနေထားရောက်ပြီဆိုတော့ ਨੇ ဝုံးဆိုပြီးတော့ original slave ရဲ့ဘဝတဲကိုပြန်ဝင်လာမယ်ဆိုတာမျိုး original မှာမြင်ရတယ်เนาะ အဲ့တော့ဒီမှာသူပြောခြင်းတဲ့တခြားစကားတွေကတော့နှစ်ယောက်ပြောခဲ့တဲ့စကားတွေနှစ်ယောက်ပြောခဲ့တဲ့အာ social chat conversation တွေပဲဖြစ်ဖြစ်เนาะဟိုနှစ်ယောက်အတူရှိခဲ့စင်တော့မျက်နှာချင်းဆိုင်ပြောခဲ့တဲ့စကားတွေပဲဖြစ်ဖြစ်ဂရိကဝတ်တွေပဲဖြစ်ဖြစ်ဒါတွေကိုသူအပြန်ပြန်အလန်လန်အပြန်ပြန်အလန်လန်ဒီရက်တွေမှာလုံးဝ over and over ပြန်ဖတ်နေတယ်ပြန်တွေးနေတယ်သူ့အကြောင်းဘယ်လိုပြောမလဲဒီသူ့ခေါင်းထဲမှာပေါ့เนาะ သူ့အကြောင်းနဲ့ original slave တွေနဲ့အကြောင်းနဲ့เนาะဒါကိုပဲထပ်ခါတလဲလဲသူတွေးမိနေတယ်နှစ်ယောက်ပြောခဲ့တဲ့ဇာတ်ရည်နှစ်ယောက်ပေးခဲ့တဲ့ဂရီတွေနှစ်ယောက်အာစိတ်ကူးရင်ခဲ့တဲ့အရာတွေနှစ်ယောက်အာတိဆောက်ကြမယ်ဆိုပြီးတော့မှတ်ခဲ့တဲ့အိမ်မက်တွေเนาะဒါတွေကိုသူ့အနေနဲ့အပြန်ပြန်အလန်လန်ခဏခဏပြန်စဉ်းစားနေတယ်ခဏခဏပြန်ပြီးတော့ခေါင်းထဲရောက်နေတယ်တွေးနေတယ်ဒီအခြေအနေတွေကိုသူပြန်ပြောပြခြင်းနေတယ်ဆိုတော့ဟို ဒီเจ้าနေလုံးဝတောက်လျှောက်တောက်လျှောက်သူတွေးပြီးတော့တခုခုကိုသူစိတ်ထဲမှာပေါ့เนาะအဆုံးဖြတ်ချက်ချပြီးတော့တခုလောက်တော့မယ်ဆိုတာမျိုးလဲဖြစ်သွားတာမျိုးလေ rich ဒီမှာတွေ့ရဆိုတော့အ rich healers လေးတွေကသူ့ကိုလုံးဝ အရန် addiction ပေါ့နော်အရန်ဆွဲဆောင်အားကောင်းတယ်ဘယ်လိုပြောမလဲဆွဲဆောင်နိုင်တယ် original slave တွေကသူ့ကိုတကယ်ကိုဘယ်လိုပြောမလဲ like a drug กว่าဒီလားဟိုအဲ့လိုမျိုးပေါ့နော်မူးရစ်စီတယ်တိမ်ညွတ်စီတယ်အလုံးဝ original slave တွေအနာကနေသူမခွာနိုင်ဘူး original slave တွေအနာကနေသူဝေးဝေးမပြေးနိုင်ဘူးအချိန်တန်ဒီနေရာကိုပဲပြန်ပြန်ရောက်နေတယ်ဒီလိုပုံစံမျိုးသူ့ကို ပြောပြခြင်းနဲ့ပေါ့နော်ဆိုတော့မင်းကငါ့ကိုအရင်ရစ်မှုစေတယ်တိတ်ညွတ်စေတယ်မင်းရဲ့ဆွဲဆောင်မှုအောက်ကနေငါလုံးဝယုံမထွက်နိုင်ဘူးဒီလိုမျိုးလေးပြောနေတယ်ဆိုတော့နောက်ဆုံးသူပြောထားတဲ့သူပြောခြင်းတဲ့အခြေအကတော့တိတ်မကြခင်အချိန်တွဲမှာတမမုံလို့ရှိရင်နောက်တစ်ခါငါတို့နှစ်ယောက်အတူတကွပြန်ပြီးတော့ဆုံကိုဆုံမယ်ငါတို့နှစ်ယောက်အတူတကွပြန်ပြီးတော့ရှိကိုရှိအောင်မှာပါဆိုပြီးတော့ပြောထားတာမျိုး ် Rich ဒီမှာတွေ့ရပါတော့အဲ့တော့နမိတ်တစ်ခုအနေနဲ့ Rich နောက်ဆုံးဒီမှာပြောချင်တာကတော့ Rich reading ဒီ reading ကိုကြည့်တဲ့အချိန်အာအခုဒီ reading ဖတ်တဲ့အချိန်ကစပြီးတော့အကြဆုံး6လအကြဆုံး6လနော်အမြန်ဆုံး6ပတ်အတော်အတွင်းမှာနှစ်ယောက်ပြန်ပြီး reunion ဖြစ်မယ်ပြန်ပြီး reconciliation ဖြစ်မယ် ညှိနှိုင်းပြီးတော့လုံးဝအဆင်ပြေပြီးတော့တကယ်ကိုလုံးဝ we will be together again ဆိုတဲ့အခြေအနေ stage ဒီအမြန်ဆုံးရောက်လာတော့မယ်ဆိုတာကို original mate လေးပြောခြင်းနဲ့ဒီမှာ reading ကိုအဆုံးသတ်ပါရနော် original slave တွေအားလုံးပဲအဆင်ပြေကြမယ်လို့ယုံကြည်တယ်ဒီ message လေး original channel message လေးပြောပေးရတဲ့အတွက်ဒါအခုလိုမျိုးပေါ့နော် universe ကလည်းအရင်အာနမိတ်ပြနေတဲ့အချိန်မှာ rich အခုလိုမျိုး original slave race ကိုတေးကြရေးရတဲ့စကားလေးတွေနဲ့ message ပါရတဲ့အတွက်ကိုလည်း အယံဝန်တာတယ်အဲ့တော့အဒီလိုမျိုး reading လေးပေါ့နော် channel message လေးကို မေ့ကျင်တဲ့သူတွေကရွှေ Facebook page မှာ number connect နော် number connect package အာ channel message package ဆိုပြီးတော့လာရမေးလို့ရပါတယ်။နောက်ထပ် reading အသစ်တွေအမြင်မပြတ်ကြည့်ရှုခြင်းတဲ့သူတွေက Arisha Facebook page, YouTube channel, Telegram channel နဲ့ TikTok ဓာတ်တွေကို join subscribe follow လုပ်ထားပြီးပြောချင်ပါတယ်ရှင်။နောက်ထပ် reading အသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ Arisha Lasley တွေအားလုံးကျေးဇူးတူပဲတင်ရှိပါတယ်အားလုံးတက်တာပါနော်။